နော်အလေးဆုံး V47 center sign တော့ရှိနေတယ်။ဒီအောင်တယ်လေနော်လလာပြတ်ချောစေ but i ဒါ B47 ရဲ့မြောက်ဒဂုံဆိုင်ခွဲလေးဖွင့်ပွဲအခမ်းအနားလေးပေါ့နော်။อืม review ပြရမယ်ဆိုရင်တို့ service ကောင်းတယ်။ရိုးရိုးရှော်က အဲတခြားဆိုင်မှာနှိမ့်လျှော်တော့သူရှိတယ်။အဲ Vivo 7ရဲ့အားသာချက်ကတော့စပင်းတင်မကဘူးပေါ့နော်။ကောင်းစားခြေစုံဒီမျက်နှာပိုင်းဒီမျက်ခုံးမွေးတက်တူးထိုးတာတွေရော eyeliner တွေ eyelash တွေရောအားလုံးကိုအလားပါရေးရဆိုင်မှာလဲသူဖြန့်ထားတယ်ပေါ့နော်။ Mandalay ထိသွားပြီးတော့အဲမျက်တောင်ဆက်တယ်စပင်းဆက်တယ် Mandalay ထိသွားတာ။ခိုင်မာတဲ့ customer တွေရှိတယ်ပြီးတော့တကယ်လည်းဒါအကောင်းလို့ပေါ့နော်။တကယ်ကောင်းလို့ဒီဆိုင်ကိုခုလိုမျိုးဆိုင်ခွဲတွေအများကြီးဖွင့်လိုက်တာ။ ောက်တစ်ပုံဆိုင်ခွဲလေးဖွင့်ပွဲအခမ်းအနားလေးပေါ့နော်ဆိုင်ခွဲတွေအများကြီးဖွင့်နိုင်တဲ့တွေအထူးပဲဝမ်းသာပါတယ်ခင်ဗျာနောက်ထပ်လည်းအများကြီးဖွင့်နိုင်ပါသေးလို့ဆိုတော့ပါတယ်ဟုတ်37လီလီဟိုးအရင်ဟောင်း16 19ကိုပတ်ချတယ်လောက်ကဖြစ်မယ်အဲကတဲ့ကလီလီတကယ်ကိုဂျုံချီပြီးတော့မှစိတ်ချပြီးတော့မှအမြဲတမ်းသွားပြတဲ့ဆိုင်လေးတစ်ဆိုင်ပေါ့နော်ခိုင်မာတဲ့ customer တွေရှိတယ်ပြီးတော့တကယ်လည်းဒါအကောင်းလို့ပေါ့နော်တကယ်ကောင်းလို့ဒီဆိုင်ကိုခုလိုဆိုင်ခွဲတွေအများကြီးဖွင့်နိုင် လေချစ်ကလေးတို့ကအိမ်ပါဆိုရင်တို့ကစပင်တွေကတော့မညက်ဖြစ်ဘူးတော့အဲလေချင်းကတော့စပင်ရှစ်စပင်ညက်ညက်ပေးတဲ့ဒီဇိုင်းနဲ့အဲကလေစတင်ပြလာတော့ဗောနော်အဲဒီဇိုင်းတစ်ခုဟာလူတယောက်ရဲ့အမင်းအရေးသွေးအလုတ်ကန်ကိုမပေါ်လွင်စေတာဗောအဲ့ဒါကြောင့်ကိုဖက်ခေကအဲကိုရဲ့ personal brand တည်ဆောက်နေတဲ့လူငယ်တွေအဲမြို့သားတွေမြို့သမီးတွေကိုရဲ့စပင်ကဘူမကူးဆိုင်လာကြတာဗောနော် fashion ဆိုတာလဲဆက်ဝိုင်းတစ်ခုလိုမျိုးပဲ ားနေတဲ့ခါလဲနောက်ပြီးထူဆောင်းเนาะအဲကျွန်တော်တို့အတိအပြည့်တွေလည်းအများကြီးထပ်သိုးလာပါတော့เนาะဒီ2025ဆိုလို့ရှိရင်တော့ကျွန်တော်တို့အတိအသဘာဝဆန်တဲ့ပို့ပါတဲ့အဲပုံစံမျိုးကိုပြီးခေစားတယ်နောက်တစ်ခုဒီအဲစမေးဆန်တော့လည်းပို့ရောက်ပြီးစိုက်လာတယ်ခုမှကျွန်တော်တို့ပြိမှတ်ဒီဘိုင်းတွေပို့ပြီးတော့အရင်ထပ်ပို့ပြီးတော့ခေစားလာရဲ့လို့မင်းကတော့ ဒါ Vivo D7 ရဲ့ Hair Design and Beauty Salon ဒါမြောက်နှုတ်ကိုဆိုင်ခွဲဖွင့်ပွဲအခမ်းအနားမှာဆိုလို့ရှိရင်တော့အားလုံးတို့ပြောစရာကောင်းတဲ့ကန်ဆယ်မဲ့အစီအစဉ်တွေလည်းပါမယ်။နောက်ပြီးတော့ကျွန်တော်တို့ promotion အစီအစဉ်တွေကတော့ဆိုင်ခွဲဖွင့်ပွဲအထိမ်းမဲ့အနေနဲ့ဒီလောက်တော့အထူးကို VIP member ရှိတဲ့လူတွေကို30% discount နဲ့ရိုးရိုးပေါ့နော်ဒီတိုင်း VIP member မဟုတ်ဘဲနဲ့တာမန် customer တွေအတွက်ကို service ယူပါ20% discount ရရှိမှာပဲဖြစ်ပါတယ်။ ရောဝင်နေတဲ့ပေါင်းသရောရင်တွေနဲ့အားလုံးရှိလို့နေလဲဒီမှာပါတော့တဲ့ကငယ်ရုံးကတော့အမျိုးပေါ့စပိန်နဲ့ပတ်သက်ရင်တော့အရန်ယူတွေ့တဲ့ထင်မှာတော့ပါရပါဘူးเนาะဒါပေမဲ့ငယ်ရုံးကကျတော့တိတ်ပြီးတော့မှဒီလိုမျိုးစိုင်းနေတိတ်မရှိဘူးလေမရှိတဲ့အချိန်မှာကျတော့လည်းမျိုးကိုယ့်ဘောင်ကိုလှုပ်တော့ပျက်စီးရပဲရှိရပါဘူးစပိန်နဲ့ပျက်စီးရရှိတယ်ဒီလိုမျိုးစိုင်းနေလဲဆိုရင်တော့စပိန်အတွက်လည်းအာပျက်စီးဖို့လည်းအခွင့်အရေးနေမယ်ပြီးတော့ကိုလိုချင်တဲ့ပုံစံမျိုးလည်းရရပါဘူးเนาะဟုတ် 47ရဲ့အားတာချက်ပေါ့နော်တကယ်တက်ကျွမ်းတဲ့ပညာရှင်တွေ hair stylist တွေအများကြီးရှိနေတာပေါ့သူတို့ ਨੇ တေချာဆွေးနွေးတိုင်ပင်ပြီးတော့ကိုလိုချင်တဲ့ကာလာကိုလိုချင်တဲ့ပုံစံကိုပေါ့နော်အဲ့လိုမျိုးတိုင်ပင်ဆွေးနွေးပြီးတော့လုပ်လို့ရတယ်ပြီးတော့ကိုဖြစ်ချင်တဲ့ကာလာအတိုင်းထွက်အောင်သူတို့ကစူးစမ်းပေးရပေါ့နော်ဆိုတော့အရန်အဆင်ပြေရတယ်သူတို့ဒီဆိုင်မှာစိုးရတယ်သူလိုချင်တဲ့ကာလာလေးလည်းရတော့အရန်အဆင်ပြေပြီးသဘောကျတယ် ကူပွန်နဲ့ပဲရထားတဲ့ဧည့်သည်တွေအားလုံးကံစမ်းနိုင်ပါပါ ော်တလားရှိရင်အထင်ကဝယ်စီစစ်အရှိလားတော့ congratulations ပါတလားပါ congratulations ပါအဲ့တော့ V47 hair design beauty salon မှာစိတ်ကြိုက်သုံးသိန်းဖို့သုံးနိုင်ပါပြီဟောပြောတာပြောတာပါဒါကတော့ပို့ပြီးတော့ပြောရမယ်ဆိုဂရုစားရပို့ပြီးတော့အန္တရာယ်များရပြဗျာ။ဘာလို့လဲဆိုတော့လူတံမိုးထားတဲ့သပင်လေ။အများနဲ့မှန်ကြည့်မြင်ရတဲ့သပင်ဆိုတော့ကျွန်တော်ကတေချာလုပ်ပေးရတယ်။ ောက်ပိုင်းမှာဆိုလို့ရှိရင်လည်းကျမတို့ရဲ့ V47 ကဒီနောက်ပိုင်းတွေကစားပင်ပိုင်းတွေရောအခုမှန်တယ်အများကြီးလို့ထားသေးတယ်ပြုတ်ပြာဆိုင်နဲ့လည်းရှေ့ဆက်ထားတာပေါ့နော်ကျမတို့ဒီဇိုင်းနာတွေအချိန်တိုင်းအချိန်တိုင်းမှာ improvement တွေလုပ်ပေးဖို့တော့ပါရှင် အဲ February 7ရဲ့အားသာချက်ကတော့စပင်းတင်မကဘူးပေါ့နော်။ကောင်းစားခြေစုံဒီမျက်နှာပိုင်းဒီမျက်ခုံးမွေးတက်တူးထိုးတာတွေရော eyeliner တွေ eyelash တွေရောအားလုံးကိုအလားပါရေးရဆိုင်မှာလဲသူဖြန့်ထားတယ်ပေါ့နော်။ဘန်ဒလေးထီသွားပြီးတော့အဲ့မျက်တောင်ဆက်တဲ့စပင်းဆက်တဲ့ဘန်ဒလေးထီသွားတာအခုကျတော့ရေကုန်မှာရေငေးစုပ်ကိုတက်ပြီးရောအဆင်ပြေသွားတယ်ကွာ။အဲ့လိုမျိုးဆိုတော့အခုဆိုင်ခွဲတွေအများကြီးထပ်ဖွင့်နိုင်ပါစေလို့ကျွန်내ကတော့ service buy တွေ quality buy တွေကဘာမှပြောစရာမလိုဘူး။ perfect ပဲကွာပြည့်စုံပြီလားလေ။อืม review ပေးရမယ်ဆိုရင်တို့ service ကောင်းတယ်။ ရှော်ကျွန်တော်ကဒါကျွန်တော်သွားနေကြမလို့ပေါ့နော်အဲခေါင်းရူးရူးရှော်ကအဲတခြားဆိုင်မှာနှိပ်လျော်လောက်သူရှိတယ်အဲ့လိုမျိုးအဲစပင်ပုံသွင်းမယ်ဆိုရင်တို့ကချက်ချက်စီပါရည်မယူချက်ချက်စီပါရည်မယူဘူးပြီးအဲဆရာတွေကလာပြီးပုံသွင်းပေးတယ်အဲအဲ့ဒါတို့ဆိုင်အထူးကြရပါ ရင်မဟုတ်ဘူးဗောနိုင်ငံသားမှရှိရလူတွေကအစပေါ့တို့ရောက်ပြီဆိုတော့အိမ်အောင်ထုတ်မထားဘူးကျွန်တော်ရှိရောအဲ့လိုလို like case တင်နေကျွန်တော်ရှိရောက်လာရပြီတော်တော်များတယ်ကျွန်တော်ဝမ်းလဲဝမ်းတာပေါ့အဓိကတော့သူတို့ပြောတဲ့လိုချင်တာထက်ကျွန်တော်ကသူနဲ့ like တဲ့ပုံစံကိုဖန်တီးပေးရပုံများတယ်ဗျတို့တောင်းဆိုတဲ့ပုံစံနဲ့ကျွန်တော်ကျွန်တော်နဲ့နှစ်ခုပေါင်းပေါင်းဆက်ပြီးမှကျွန်တော်ကလုပ်ပေးလိုက်တာတို့လိုချင်တဲ့ပုံစံအတိုင်းကိုကျွန်တော်ကမလိုဝေးရများတယ်ဗျဘာလို့လဲမလိုက်ဖက်တာပုံများလို့ဟုတ်၁၀ယောက်လောက်မှ၅ယောက်လောက်ကတော့တို့ပုံစံကိုတို့သိတယ်၅ယောက်လောက်ကတော့မသိကြဘူး ။အဲကြောင့်ကျွန်တော်ခွဲပြီးတော့ကျွန်တော်စီစဉ်ပေးရပြဟုတ်။ design scenario ကောင်းနေမှာကျွန်တော်တို့ဒီ47ကလည်းကောင်းနေမှာ design scenario အောင်မြင်နေမှာပဲဒီ47ကလည်းအောင်မြင်နေမှာအဲဒါကြောင့်မလို့ကျွန်တော်တို့အကြီးကကတော့ design scenario ကိုဘယ်လိုမြင့်တင်ပေးရမလဲသူတို့ရဲ့ပညာပိုင်းတွေကိုဘယ်လိုတိုးမြင့်ပေးရမလဲဆိုတော့အများအားဖြင့်ထားပြီးမှစူးစမ်းနေပါလိမ့်ရှင်။ Yourself. 这样，别随便碰到，我叫你去。 စပီးအရှိအကောင့်လေးကိုပဲကြိုက်တယ်လို့ထင်တယ်ဒါဆိုညီမလေးရောအရှိအကေရွေးစတေးရှိုးတစ်ခုအတွက် performance တစ်ခုအတွက် hair style change မယ်ဆိုရင်ပုံမှန်တော့တိတ်မ change ဖြစ်ဖို့ပေါ့နော်အဲဘယ်အောင်အမြင်အလိုစပင်းအရှိကိုမှ wave လေးတော့အများကြီးဒါပေမဲ့အခုကစပင်းကအရင်လောက်မရှိတော့စပင်းဆက်ချင်တဲ့စိတ်ဖြစ်နေအရှိဖြစ်အောင်ပြီးတော့မှ highlight တွေလည်းဖောက်ချင်တယ်ပေါ့နော်အဲ့လိုမျိုးတွေတွေ့တာဟုတ်ကျွန်တော်ကတော့အဲ့စပင်း ိုကျွန်တော်ခဲလို့ဖြစ်တယ် skin တော့တိတ်မခဲဖြစ်တာဇပင်ကငငယ်တွေကဟိုကကျွန်တော်အဲ့ vitamin E တို့ဟိုနောက်ဟိုဒီတန်လွင်ဇီရိုပေါ့နော်အဲ့အလေးလိမ့်ပြီးတယ်ငငယ်တွေကပေါ့နော်အဲ cherry berry သုံးပြီးလို့ခါကြတော့ချင်းညဘက်ကောင်းချော်ပြီးတော့ချင်းအဲ့အလေးလိမ့်ပြီးအိတ်ဖြစ်တယ်ပေါ့နော်အဲဇပင်ဆိုတာဒီဟိုလူတယောက်မှလည်းဒါအရေးကြီးတယ်လေဒုတိယမျက်နှာဆိုတော့ ။အဲဒါဆိုပြန်တော့ကျွန်တော် care လုပ်ပြီ။အိမ်မှာလောက်တာဆိုလို့အဲ့လိုကိုယ့်အကို hair tonic လေးထည့်တာ serum အဲ၃နာမျိုးအဲအဲ့လောက်ပဲလုပ်ဖြစ်တယ်ရှင်။ကျန်တာကတော့ဆိုင်မှာပဲ treatment ယူဖြစ်တယ်။နာဇုဆိုးဖို့တဲ့အရာညိုရအောင်ညိုရအောင်တယောက်ကညိုရအောင်ဟုတ်ပြီခဲရအောင် ုက်ကြောဆိုတော့အဲအမေရဲ့သူတွေယုံကြည်မှုတွေအများကြီးနဲ့တိစောက်ထားတာပါအဲ Vivo D7 ဒီထက်မကအဲစိုက်ခွဲပေါင်းများစွာခွင့်နိုင်ပါစေအောင်မြင်ပါစေလို့လည်းဒီကနေ့ဆုမွန်ကောင်းတောင်းပေးပါရရှင်ဟုတ်ဒီလိုမျိုးစိုက်နေစိုက်ခွဲတွေနောက်ထပ်လည်းအများကြီးထပ်ဖွင့်နိုင်ဦးမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ယုံလည်းယုံကြည်ပါတယ်အဲ့လိုမျိုးပဲအာဒီလိုပေါ့နော်ကိုယ့်ရဲ့ customer တွေအတွက်အကောင်းမွန်ဆုံး service ဆင်နဲ့ပြီးတော့ quality ပေါ့နော်ထိန်းထားပြီးတော့မှဒီထက်ပိုပြီးကောင်းမွန်တဲ့စိုက်ခွဲတွေဆက်ဖွင့်နိုင်ပါစေလို့ ာရှိတဲ့မြို့နယ်မှာရှိတဲ့ဒီကိုရီဆေးဘက်ဆိုင်တွေကိုလည်းအားပေးကြပါအောင်လို့တခုခုများလိုအပ်ချက်ရှိရဆိုလို့ရှိရင်လည်း direct account မှာပဲပြောခဲ့လို့ရပါတယ်သူတို့ကအကောင့် service တွေပေးနေပါတယ်လို့ဒီ47ရဲ့ဒီအနာဂတ်ကိုဘယ်လိုသွားမလဲဆိုတော့ဗောနောရန်ကုန်မြို့နယ်လာပြောလို့ရှိရင်မြို့နယ်ရှိရမတူတဲ့အတွက်တနည်းနဲ့တနည်းသွားတာလည်းအလန်းဝေးတယ်ကျွန်မဖြစ်စေချင်တာကတော့မြို့နယ်တိုင်းမှာဗောနောအနည်းဆုံး V47 center sign တော့ရှိနေတယ်ကျမတို့ခုဒီလထဲမှာဆိုလို့ရှိရင် 人娘嘛在山，单位嘛在山，这是我们大妈哟。可，外了爹不要去公妈哟。生离三千万，分的地方嘞，离合离没打住，啊，刚中皮啊，就他大爸爸西。